မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြည်တော်နဲ့ရန်ကုန်မြို့မှာရှိတဲ့စစ်ကောင်စီဌာနဆိုင်ရာရုံးတွေမှာတရုတ်နိုင်ငံထုတ်ဂျမားတွေတက်ဆင်နေပြီစစ်တပ်နဲ့စစ်ဘဆိုင်ရာရုံးတွေမှာတော့ drone ကဂျမားတွေပါတက်ဆင်ဖို့ပြင်ဆင်နေကြတယ်ဆိုပါတယ်ကချင်ပြည်နယ်ကမိုးမောင်းမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ဖို့နောက်ဆုံးကြံတဲ့စစ်ကောင်စီရဲ့ခမရ၄3ခုတက်ကို KIPD ရဲ့မာမေပူပေါင်းတက်တွေကအပြင်းထန်တိုက်ခိုက်နေပြီဆိုတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့နေပြည်တော်နဲ့ရန်ကုန်မြို့မှာရှိတဲ့စစ်ကောင်စီဌာနဆိုင်ရာရုံးတွေမှာတရုတ်နိုင်ငံထုတ်ဂျမ်မာတွေတက်ဆင်နေပြီစစ်တပ်နဲ့စစ်ပတ်ဆိုင်ရာရုံးတွေမှာတော့ drone ကဂျမ်မာတွေတက်ဆင်မှုပြင်ဆင်နေကြတယ်လို့နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဧပြီလ၄ရက်နေ့ကနေပြည်တော်မှာ drone အစီး20ကျော်နဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီက နေပြည်တော်နဲ့ရန်ကုန်မြို့မှာရှိတဲ့စစ်ကောင်စီဌာနဆိုင်ရာရုံးတွေမှာတရုတ်နိုင်ငံထုတ်ဂျမ်းမာအသစ်တွေကိုစီမံချက်နဲ့အရင်ဆုံးဝယ်ယူတက်ဆင်ခဲ့တယ်ဆိုပါတယ်။အခုခါမှာတော့နေပြည်တော်နဲ့ရန်ကုန်မြို့ကစစ်ကောင်စီဝန်ကြီးဌာနနဲ့ဌာနဆိုင်ရာရုံးတွေအားလုံးနှိပါမှာပါ။ဒရုန်းတွေကိုဟန်တားဖို့ဆိုပြီးဂျမ်းမာတွေကိုတက်ဆင်ပြီးစီးနေပြီဖြစ်ပေမဲ့လက်ရှိမြန်မာနိုင်ငံမှာကမိပြတ်တာတွေရှိနေတဲ့အတွက်မိပြတ်ရင်တော့ဂျမ်းမာတွေကအလုတ်မလုတ်တာတွေရှိတယ်လို့လဲနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါပြင် စစ်ကောင်စီကသူလက်အောက်ခံစစ်ဘဆိုင်ရာယုံတွေတိုင်းစစ်ဌာနချုပ်ယုံတွေမှာလဲ drone ကဂျမ်မာတွေပါတက်ဆင်ဖို့လှုပ်ဆောင်နေပြီအဓိကကတော့အကြံဖက်ဒုတိယစစ်ကောင်ဆောင်ဆိုဝင် drone နဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်မှာပဲ drone ကဂျမ်မာတွေပါတက်ဆင်ဖို့စစ်ကောင်စီကစီမံချက်ချပြီးတော့ကိုစောင့်ရွက်နေတာဖြစ်တယ်လို့အများစုကတော့တရုတ်နိုင်ငံလောက် drone ကဂျမ်မာတွေကိုသာတက်ဆင်မှာဖြစ်တယ်လို့နေပြီးတော့စစ်ဘသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ ကချင်ပြည်နယ်ကမုံမောင်းမြို့နယ်တခုလုံးကိုသိမ်းပိုက်နိုင်ဖို့နောက်ဆုံးကြံတဲ့စစ်ကောင်စီရဲ့ခမရ၄၃ခုတက်ကို KIP ရဲ့မာမေပူပေါင်းတက်တွေကအပြင်းအထန်တိုက်ခိုက်နေပြီလို့ KI အစ်ဒရင်ရင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်မုံမောင်းမြို့နယ်ကအကြံဖတ်စစ်ကောင်စီရဲ့မြို့ဆောင်တက်ခမရ၄၃ခုဟာမြို့ရဲ့အပြင်ဘက်မှာရှိတာဖြစ်ပြီးမုံမောင်းမြို့ဒဲအပဝင်းရက်ွက်တွေမှာတော့တော်လန်ရေးတက်တွေကထိန်းချုပ်ထားလိုက်ပြီဆိုပါတယ်အဲ့ဒီမြို့ပြင်ကနောက်ဆုံးကြံနေတဲ့ခမရ၄၃ခုတက်ဟာ လက်နက်မချပဲတင်းခံနေတဲ့အတွက် KIAPD ရဲ့မဟာမိတ်ပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့ပြီးအပြင်းအထန်တိုက်ခိုက်နေပြီဖြစ်တယ်လို့စေကောင်စီကတော့လေကြောင်းပစ်ကူတွေပါဘေးနေပြီမဲ့မကြခင်ပြည်သူတွေအတွက်တဒင်ကောင်ကြားရပါလိမ့်မယ်လို့လေမဟာမိတ်တပ်တွေနဲ့အတူတကွပါဝင်တိုက်ခိုက်နေတဲ့ KPDF တပ်ဖွဲ့ဝင်တဦးကပြောထားပါသေးတယ်။ကချင်ပြည်နယ်မှာမတ်လ9ရက်နေ့ကစတင်ခဲ့တဲ့စစ်စင်ရေးကြီးအတွင်းမှာပဲ KPDF မဟာမိတ်ပူးပေါင်းတပ်တွေဟာစစ်ကောင်စီရဲ့တပ်စခန်းပေါင်း100ဝန်းကျင်ကိုတိမ့်ပိုက်ရရှိထားပြီး မကြခင်မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်မဲ့အခြေအနေရောက်လာတော့မှဖြစ်တယ်လို့လဲ GIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာလဲစကန်တိုင်းမုံရွာချောင်းဦးလက်မပေါ်မှာရှိတဲ့တောင်ပုံရွာအနီးကအကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စေကောင်စီဘက်ကနှစ်ပွင့်ဘိုးတဦးအပါဝင်ရှစ်ဦးကတော့အသီးသီးသေးကုန်ကြပြီလို့မုံရွာခရိုင်အမှတ်စနစ်တရင်လျှက်စီးတခွဲရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲမုံရွာချောင်းဦးလမ်းမပေါ်မှာရှိတဲ့တောင်ပုံရွာအနီးကအကြံဖတ်စစ်တဲ့ဂိတ်စခန်းမှာခီးသွားပြည်သူတွေနဲ့ခီးသွားကားတွေစီကနေမတရားစစ်ကြေးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေကိုဒေါ်လာရေးတပ်တွေကအလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်ဂိတ်စခန်းမှာရှိနေတဲ့နှစ်ပွင့်ဘိုးတဦးအပါဝင်စစ်သား၄ဦးကပွဲချင်းပြီးလေသွားပြီးတော့ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့အပြန်အလှန်ပစ်ခတ်မှုအတွင်မှာလေနောက်ထပ်စစ်ကောင်စီတပ်သား၃ဦးထပ်သေးသွားတဲ့အပြင် တော့ပူဂျေးရွာကပြူစော်တီတူလဲပြင်းထန်ဒဏ်ရာရသွားသေးတယ်လို့မုံရွာခရိုင်အမှတ်စနစ်တရင်လျက်စီးတခွဲရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းနိုင်ကမ်ဘလူးမြို့နယ်မှာရှိတဲ့မလဲဂျေးရွာကိုအကြံဖတ်စစ်တကဒီကနေ့မနက်ပိုင်းမှာပဲမိရှုဖြစ်စီနေတဲ့အချိန်အပြန်အလှန်ပြစ်ခတ်သံတွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်မေလ9ရက်နေ့ကပဲ အဲ့ဒီမလဲခြေရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေအပြင်စစ်ကူစစ်ကြောင်းတွေပါလွှတ်လိုက်တဲ့အတွက်တော်လန်ရေးတပ်တွေနဲ့တောက်လျှောက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုပါလေအဲ့ဒီနောက်ဒီကနေ့မေလ10ရက်နေ့မနက်ပိုင်းမှာတော့မလဲခြေရွာကိုစစ်တပ်ကမိရှုဖျက်ဆီးနေတဲ့အချိန်နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံတွေနဲ့တိုက်ပွဲဖြစ်ပွားနေပြီးခြေရွာနေပြည်သူတွေကတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့လဲဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ ဖက်မှာတော့မကွေးတိုင်းရင်နံကျောင်းမြို့နယ်တာလူကန်ကြည်ရွာကအသက်20အရွယ်မောင်ဖိုးချစ်ဆိုသူကိုအကျန်းဖတ်စစ်တပ်ကဖမ်းဆီးသွားပြီးတဲ့နောက်အဆက်အသွယ်မရတော့ဘဲပျောက်ဆုံးနေပြီးရင်နံကျောင်းမြို့မှာစစ်သားတဲ့အဖြစ်လူငယ်အယောက်40ကိုစစ်တပ်ကမတရားဖမ်းဆီးခေါ်ဆောင်သွားပြီးလို့အဖမ်းခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလ9ရက်နေ့ကပဲရင်နံကျောင်းမြို့နယ်တာလူကန်ရွာကအသက်20အရွယ်မောင်ဖိုးချစ်ဆိုသူဟာနာရီရက်လက်တစ်ခုကိုတွားတဲ့အချိန် လမ်းမှာစစ်တပ်ကတပ်သားတစ်အဖြစ်ဖမ်းဆီးတာကိုခံလိုက်ရတယ်ဆိုပါတယ်ပထမတော့မောင်ဖိုးချစ်ကိုပြန်လွတ်ပေးစေခြင်းရင်းငွေကျပ်350ပေးရမယ်ဆိုပြီးစစ်တပ်ကမိသားစုတွေစီကနေတောင်းခံပြီးတဲ့နောက်မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲမိသားစုနဲ့ပါအဆက်အသွယ်မရတော့ပဲပျောက်ဆုံးသွားပြီလို့မိသားစုနဲ့နှီးဆက်သူတို့ကပြောထားပါတယ်အကြမ်းဖက်စစ်တပ်ကအဲ့ဒီရင်းနှီးကြောင်းမြို့နယ်မှာလူငယ်အယောက်40ကိုစစ်သားတစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်ထားပြီးတဲ့နောက် ရွှေဘုံသားဘောလုံးကွင်းကနေတဆင့်မိသားစုဝင်တွေကိုအသိမပေးဘဲစစ်ကားတွေနဲ့အကုန်လုံးကိုခေါ်ထုတ်သွားပြီလို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ